TikTok မှာကိုယ့်ရဲ့ profile အောက်မှာ link ထည့်တဲ့နီးတခြား platform တွေက link တွေကိုယူလာပြီးတော့ profile အောက်မှာထည့်တယ်။အာကို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 ကပစ္စည်းရောင်းနေသူဆိုရင်လည်းကိုယ့်စီမှာဈေးဝယ်ဖို့ပဲဖြစ်ဖြစ်ကိုနဲ့ဆက်သွယ်ခြင်းနဲ့ကိုနဲ့စကားပြောလို့ရအောင် link ထည့်တဲ့နီးအာဒီနေရာမှာပေါ့နော် TikTok ကသူ့ရဲ့ platform ထဲကရှိနေတဲ့လူတွေကိုတခြား platform ကိုဆွဲခေါ်သွားတာကိုသူမကြိုက်ဘူး။ အဲ့ဒီတော့အရင်တော့ကဆိုရင် ကျမတို့ရဲ့ profile အောက်မှာကျမတို့ကျမကျမတို့ကိုယ်တိုင်လဲပေါ့နော် Facebook link ကိုထည့်ထားတယ်အဲ့အန်သူမအဲ့ဒါနောက်ပိုင်းကျတော့ထည့်လို့မရဘူးသူမကြိုက်ဘူးရတဲ့သူတွေကတော့ရနေသေးတယ်ကျမတို့ကိုယ်တိုင်လည်းအခုဆိုရင် Facebook အဲ့ဒီ link ကိုမထည့်တော့ဘူးအဲထိုင်းနိုင်ငံမှာနေတဲ့သူတွေဆိုရင်တော်တော်များများက line သုံးတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ line ရဲ့ link လေးကိုထည့်ထားပေးတယ်အဲ့ဒီတော့အခုကြည့်နေကြတဲ့သူတွေကရောဘယ်နိုင်ငံမှာနေကြတာလဲအခုကျမကပေါ့နော် line ရဲ့ link ကိုထည့်တယ်နီး လာပြီးတော့လုပ်ပြပေးမယ် Facebook ဆိုရင်လည်းထည့်လို့ရတော့ရတဲ့သူတွေတော့ရနေသေးတယ်ဒီတိုင်းပဲယူလာပြီးတော့ထည့်တဲ့နေ့ကတော့ဒီတိုင်းပဲเนาะဘယ်လိုဘယ်ဟာပဲထက်ထက်လာထည့်လို့ရတာရတာကတော့ရတော့ရနေတာပဲမရတဲ့သူတွေကလည်းမရဘူးပေါ့နော်ဒါပေမဲ့ TikTok ကတော့သူမကြိုက်ဘူးအဲ့ဒါကတော့သိဖို့လိုတယ်ကိုကအရေးမကြီးဘူးဆိုရင်လည်းမထည့်နဲ့ပေါ့နော်အဲအရေးကြီးတယ်ကိုကအလုပ်တွေလုပ်နေတယ်ရောင်းချနေရတယ်ဒီကလူတွေကိုဟိုဘက်ကိုခေါ်သွားခြင်းနဲ့ဆိုရင်တော့လည်းထည့်ထားပေါ့လေဒါဆိုရင်ဘယ်လိုထည့်ရမလဲတွားကြည့်မယ်ရှင် โอเคကျမတို့ကိုရဲ့ TikTok အကောင့်ထဲကိုရောက်လာပြီဆိုရင်ဒီမှာတွေ့တယ်မှလားရှင် link လေးထည့်ပေးထားတယ်တချို့လူတွေမှာပေါ့နော်အာအဲ့ဒီအဲ့ဒီစာကြောင်းလေးကိုနှိပ်လိုက်တယ်ဆိုရင်ဘာပေါ်လာတယ်လဲကြည့်လိုက်ရှင်အာအစိမ်းရောင်အိမ်လေးပေါ်လာတယ်နော်အစိမ်းရောင်အိမ်လေးပေါ်လာတယ်โอเคပြန်ဖြတ်လိုက်မယ်နော်သူကကြတော့အာသူ့ရဲ့ platform မှာတခြားဟာတွေကိုသူတိတ်မကြိုက်ဘူးဆိုတော့လေအာအဲ့ဒါဆိုရင်အဲ့ဒီကွက်လေးကိုနှိပ်လိုက်တယ်ဆိုတာနဲ့ကိုယ့်ရဲ့ messenger ကိုသူတို့တန်ပြီးတော့ရောက်လာမယ်ဒါဆိုရင်ကျမပြောမယ် အရင်ဦးဆုံးကိုကအဲ့ဒီဥပမာကိုထည့်ချင်တဲ့ platform က link ကို အရင်တွားယူလာရမယ်နော်ကိုရဲ့အကောင့်ထဲကကိုရဲ့ link ကိုတွားယူလာရမယ်တွားယူလာမယ်နော်ယူလာပြီးပြီဆိုရင်ဘယ်နေရာမှာသွားဝင်ရမလဲဘယ်နေရာမှာသွားဝင်ရမလဲဆိုတော့ကျမတို့ ယူလာတဲ့နေကိုတော့မလုတ်ပြတော့ဘူးเนาะယူလာတဲ့နေကတော့ကိုယ့်ရဲ့အကောက်ကလင့်ကိုယူတဲ့နေကတော့တော်တော်များများတိကျလိမ့်မယ်ထင်တယ်เนาะဒီနေရာလေးကိုနှိပ်လိုက်ယူလာအရင်တွားယူလာရမယ်เนาะယူလာပြီးပြီဆိုရင်ဒီနေရာလေးကိုနှိပ်လိုက်နှိပ်ပြီးပြီဆိုရင်ကျမတို့ဒီမှာလင့်များဆိုတဲ့နေရာကိုနှိပ်လိုက်ပါလင့်များဆိုတဲ့နေရာကိုနှိပ်လိုက်ပြီးပြီဆိုရင်ဒီမှာ website ဆိုတဲ့နေရာကိုနှိပ်ရမယ်ရှင်ဒီ website ဆိုတဲ့နေရာเนาะအာ အဲ့ဒါလေးကိုနှိပ်လိုက်တယ်မထက်သေးမထက်ထားသေးတဲ့သူဆိုရင်ဒီနေရာမှာဘာမှမရှိဘူးအဲ့ဒီ website နေရာမှာเนาะဒါအဲ့ဒါဆိုရင်အဲ့ဒီ website ကိုနှိပ်ပြီးရင်ခုနကတုန်းကယူလာတဲ့ link လေးကိုလက်လေးနဲ့ဖိပြီးတော့ဒီနားမှာချလိုက်ရုံပဲအာအဲ့ဒီလောက်ပဲရှင်ဒီမှာကကြတော့ထည့်ထားပြီးပြီเนาะထည့်ထားပြီးပြီဆိုတော့မထည့်ပြတော့ဘူးအဲ့ဒီလောက်ပဲအရင်ဦးဆုံးဒီမှာ link ကိုတွားယူလာမယ်ဒီမှာဆိုရင် YouTube လည်းထည့်လို့ရတယ်เนาะတခြားတခြား platform က link တွေအကုန်လုံးထည့်လို့ရတယ်ဒီမှာဒီမှာเนาะ Instagram တွေလည်းထည့်လို့ရတယ်เนาะအာ ဲ့ဒါအဲ့ဒီတော့ကို YouTube ကိုထည့်ချင်တာလား Instagram ကိုထည့်ချင်တာလား Instagram ကိုထည့်လဲရတာပဲ Instagram ကကြတော့အဲ Messenger Instagram ရဲ့ Messenger နဲ့လည်းစကားပြောလို့ရတယ်အဲ့ဒါဆိုရင်ကို့မှာ Instagram ရှိတယ်ဆိုရင် Instagram ရဲ့ link ကိုယူလာဒီမှာလာထည့်အဲ့ဒီလိုမျိုးလုပ်လို့ရတယ်ရှင်တော့ အဆုံးထိကြည့်ပြီးပြီဆိုတော့မှတ်မိလောက်ပြီးထင်တယ်နော် ဟုတ်ကဲ့ပါကျမနာမည်မြတ်ဟိမန်လို့ခေါ်ပါတယ်တစ်တွက်နဲ့ပတ်သက်တဲ့ဤပညာတွေကိုကိုသိထားသလားကိုလုပ်နေတဲ့အရာတွေကိုလာပြီးတော့အမျှဝေပေးနေခြင်းဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်လေးကမိတ်ဆွေအတွက်အကျိုးရှိတယ်ဆိုရင်လည်းအကျိုးရှိတယ်လို့ရေးလာပေးကြည့်ပါရှင်